မင်္ဂလာပါရှင်မိုးတောက်ချက်နယ်ကနေပြောပြန်လဲကြိုဆိုလိုက်ပါတယ်အော်တိုဘာလ၁ရက်နေ့အတွက်စိတ်ဝင်စားပွဲကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီစီဇန်လေးမစတဲ့ကဲမှာတော့မိုးတောက်ချက်နယ်ကို subscribe နဲ့ like share လေးလုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးရင်အခုပထမဆုံးတင်ဆက်ပေးမယ့်အကြောင်းအရာကတော့စိုးအောင်ဦးဆောင်တဲ့နထိုးကြီး PDF စကန်ကိုတင်ပိုင်းနိုင်တဲ့တက်မတော်ဆိုတဲ့တင်မယ်ဖြစ်ပါတယ် န္တလေးတိုင်းဒေသကြီးမြင်းကျက်ခရိုင်အတွင်းနေမြေရှင်းလင်းလျက်ရှိနေတဲ့တမ်မတော်စစ်ကြောင်းတွေရောပြီးခဲ့တဲ့ရက်ပိုင်းကစူအောင်ဦးဆောင်တဲ့နေတို့ကြီး PDF အဖွဲ့ရင်းအခြေပြုလှုံရှားနေတဲ့အခိုင်အမာစကန်တစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲသတင်းစုံ Telegram Channel ကဒေသခံပြည်သူတွေရဲ့သတင်းပေးချက်အိမ်မနဲ့ပိုင်းအချိန်မှာရန်သူနေရာကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။တမ်မတော်စစ်ကြောင်းတွေရောအဲ့ဒီတတိကုန်းရွာအနီးဝန်းကျင်မှာနေမြေရှင်လင်းကျင်းအတွင် PDF အမေရိကန်အကြံဖက်အဖွဲ့ရီနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်အကြံဖက် PDF 15လောင်းလက်နက်မျိုးစုံ12လက် GA G3 မိုင်းတွေနဲ့ပြင်းချင်းဘန်ကာတွေတင်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။တမ်ဘရစစ်ကြောင်းတွေတင်ပိုက်နိုင်ခဲ့တဲ့တတိကုန်းရွာဟာစိုးအောင်ဦးဆောင်တဲ့နထိုးကြီး PDF အမေရိကန်အကြံဖက်အဖွဲ့ရီအခြေပြုလှုပ်ရှားနေတဲ့စက္ကန့်ဖြစ်ပြီးတော့စိုးအောင်ဟာတိုက်ပွဲစတင်ဖြစ်ပွားချိန်တွေက ထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ ဒေသခံတအူကကျွန်တော်တို့ကြားသိရသလောက်ဆိုရင်အဲ့ဒီတထေးကုန်းရွာကစိုးအောင်ဦးဆောင်နေရဲ့ PDF အကြမ်းဖက်အဖွဲ့စကန်ဖြစ်တယ်။စကန်ကိုတိုက်ခိုက်ခြင်းအတွင်စိုးအောင်က အစောပိုင်းကထွက်ပြေးခဲ့တယ်။အဲ့ဒီတိုက်ပွဲမှာအထိုးကြီး PDF အဖွဲ့တွေအထီးကိုက်အကြဆုံးများနိုင်တယ်။ဘာလို့လဲဆိုရင် PDF အဖွဲ့တွေဟာတိုက်ပွဲအတွင်းတိစုံတန်ရာရသူတွေကို တပါးတဲ့ကားနဲ့ပြန်သေးသွားတယ်။ရသလောက်ကိုပြန်ဆွဲသွားတာ။ အခု15လောင်းကသူတို့မတင်နိုင်လို့ကြံခဲ့တာကိုရလိုက်တာကားပေါ်ဆွဲတင်သွားတဲ့အလောင်းတွေတက်ကမရလိုက်ဘူးအခုတရင်ထုတ်တဲ့အလောင်းတွေပဲတက်ကရလိုက်တာလို့ပြောပါတယ်တတိကုန်းရွာနာမှာတမရော်စစ်ကြောင်းတွေနဲ့စိုးအောင်ဦးဆောင်တဲ့ PDF အဖွဲ့တွေတိုက်ပွဲဖြစ်ပွားခြင်းအတွင်မြင်းကြံနဲ့တောင်သာအခြေဆိုင် PDF အဖွဲ့တွေကပါကဖအဖွဲ့တွေလာရောက်စစ်ကူပေးရမျိုးတွေရှိခဲ့ပြီးမြေ၎င်းတို့လည်းအထင်းနာပြီးစောခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ် ဒေသခံတအူကတော့တတိကုန်းရွာနာမှာတိုက်ပွဲဖြစ်တော့တောင်တာပကဖအဖွဲတွင်တရင်ခွနစ်မြင်းချံတရင်သုံးတောင်တာတောင်တာပကဖအဖွဲတရင်ရှိမြင်းချံ PDF အမိကန်အကြံဖက်အဖွဲတွင်တွားကိုကြသည်ရဲ့တွားကိုတွေတောင်တာပကဖခေါင်းဆောင်တအူဖြစ်တယ်လို့မတိမ်မှုကျိုးလွန်ထားသူတအူဖြစ်တဲ့တန်လွင်ဆိုရင်ကံကောင်းလို့မတည်ရအဲ့ဒီတန်လွင်မှာကြေကအုတ်ထုတ်တာမပါဘူးဆိုရင်အဲ့ဒီကောင်လည်းသေးပြီး ။နောက်တောင်သာပကဖာကကောင်းနေသွေးတံတရရဲနဲ့ထွက်ပြေးကြတာ။ပြီးတော့တောင်သာတက်ရင်သုံးကကောင်းနေလေတည်တယ်။စိုးအောင်ကိုသွားကုနီရဲ့တောင်သာပကဖာကလေးကောင်ကတည်မလားရှင်မလားမသိသေးဘူး။အဲ့ဒီတထေးကုန်းရွာနာကစကန်းကစိုးအောင်ဦးဆောင်နေရဲ့ PDF အဖွဲအခိုင်မှာစကန်းမှာစိုးအောင်ကတော့စကန်းမှာမရှိနေဘူးစိုးအောင်ကစကန်းနာဝန်ကျင်စစ်ကြောင်းတွေနဲ့စပီးထိတွေ့ဖြစ်တယ်ကထွက်ပြေးရကြမိရဲ့ စိုးအောင်ကောင်းဆောင်နဲ့ PDF အကြံဖက်အဖွဲ့တွေဟာတတိယကုန်းရွာကသူတို့စခန်းမှာတိုက်ဝဲမဖြစ်ခင်နှထူကြီးမျိုးပေါ်ထိတောင်းတအိမ်တက်တအိမ်စင်းလာပြီးတော့အလူခံသွားတည်ရလို့ပြောပါတယ်။ PDF အမိကန်အကြံဖက်လည်းနေကန်အဖွဲ့တွေဟာတော်လန်ရေးဗန်းပြပြီးကိုကျိုးစီဝါအတွက်လှူစားနေရဖြစ်ပြီးနှထူကြီး PDF အဖွဲ့အကြံဖက်အဖွဲ့ခေါင်းဆောင်စိုးအောင်လည်းတော်လိုင်းအကြောင်းပြကလှုပ်ရှားနေတဲ့အတွက်လက်ရှိအချိန်မှာတထေဖြစ်နေပြီလို့သိရပါဗျ။ အထိုးကြီးဒေတာကန်တူကစိုးအောင်ဆိုတာက အရင်တုန်းကဇပွဲတိုးနထိုးကြီးမျိုးပေါ်ကရှေးပင်လေစားတောက်ဆိုင်မှာဇပွဲတိုးလောက်တာလေအခုတော့တော်လန်ရေးကောင်းမှုအကြောင်းပြုတ်ပြီးတော့ four way double gap ကားကြီးစီးပြီးပစ္စတိုခါချိတ်ဆိုင်ကအကောင်းစားတွေစီးပြနေဘာမှအတန်းပညာလောက်လောက်လောက်လာမရှိဘူးစိုးအောင်ကသူ့ကားကိုနထိုးကြီးမျိုးပေါ်လာပြီးတပတ်တစ်ချိန်လောက်ကားရီဈေးလာသေးရရှေးပင်လေစားတောက်ဆိုင်ရှိကဖြတ်ပြီးမောင်းတော့ ဲ့ဒီကောင်မရှက်ဘူးလားမသိဘူးစိုးအောင်ရဲ့မိမမင်းငယ်ဆိုတာကအရင်တုန်းကနထိုးကြီးမြို့အစွန်မှာနေရမြို့အပြင်ဘလောက်တော့ရောက်လဲဆိုတော့မင်းငယ်တို့အိမ်ပေးမှာတခြားအိမ်မရှိတော့ဘူးမင်းငယ်ရဲ့အလုပ်ကင်ကဝါထရံရက်စားတာအဲ့ဒီမင်းငယ်ရဲ့အရှင်ဘဲကစိုးအောင်မဟုတ်ဘူး PDF အဖွဲ့တည်းရောက်မှစိုးအောင်နဲ့ကောက်တွေ့တာစင်းရဲတာကတော့မနေ့စာညစာပေါင်းမဝဲနိုင်ဘူးအခုများတော့အများပြည်သူလူတုစီကအလူကန်ရောင်းငွေတွေနဲ့ MacBook တွေ၊ Apple Watch တွေပဲ့ iPhone တွေကိုင်းနေတယ်။တော်လန်ရေးပန်းပြပြီးစက်ကြီးကောက်ရတဲ့ပတ်စံတွေနဲ့ဝါထရံရက်စားတဲ့ကောင်းမလေးကကြီးပွားနေလိုက်တာမပြောချင်ဘူး။အထိုးကြီးမျိုးပေါ်ကလူရီကသူတို့အကြောင်းအကုန်သိရဲ့။အဲ့ဒီမင်းငယ်ကအရင်ကမဲမဲတဲတဲစုတ်တီးစုတ်ပြတ်လေး။ကိုမျိုးတော့ skin care အကောင်စားတွေသုံးနိုင်လာလို့ထင်ပါရဲ့။အသားအရည်တောင် PDF ပြင်မှကြည်လင်လာတယ်။အရေးကြီးမဖြစ်ခင်တုန်းကနထိုးကြီးမျိုးပေါ်ကကွန်ပျူတာအခမဲ့တင်တယ်ဖွင့်ပေးရဲ့နိုင်ထူးအောင်ကတော့အဲ့ဒီမင်းငယ်နဲ့ဘာလို့လို့ညာလို့လို့ဆိုလာပဲ နိုင်တိုးအောင်တို့ကရွှေဆိုင်ပိုင်ရှင်တွေချမ်းသာတယ်။ကွန်ပျူတာအခမဲ့တင်နန်းတွေပါတွေဖွင့်ပြီးတင်နန်းလာတတ်တဲ့ကောင်မလေးတွေနဲ့ဟိုရှုပ်တီရှုပ်လေးလို့ပြောပါတယ်။ PDF အဖွဲ့တွေဟာပြည်သူကာကွယ်ရေးလို့အမည်ကန်ထားပေမဲ့လက်တွဲမှာတော့ပြည်သူတွေကိုဖိနှိပ်အနိုင်ကျင့်နေတယ်လို့မတိမ်မှုကြုံတော့တော့အတင်းအကျပ်ဆက်ကြီးကောင်းလျက်ရှိနေတယ်လို့သိရပါတယ်ရှင်။ထမှန်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ကရင်ပြည်နယ်၄ကိတ်ကိုရေစင်ကုန်းကိုတင်ပိုင်လိုက်တဲ့တမရော်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်းနယ်မြေရှမ်းလင်းလျက်ရှိနေတဲ့တမ်းမတော်စစ်ကြောင်းတွေဟာအောင်ပွဲတွေတစ်ခုပြီးတစ်ခုရယူလျက်ရှိနေရာစက်တင်ဘာ29ရက်နေ့ကလေကီကော်မြို့နာရှိရေစင်ကုန်းကိုတင်ပိုင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ရေစင်ကုန်းဟာလေကီကော်တစ်ခုလုံးကိုစိုးမိုးထားတဲ့အဓိကနေရာဖြစ်ပြီးကရင်အကြံဖက်လက်နက်ကအဖွဲ့ KNU နဲ့ပူပေါင်းအဖွဲ့ဝင်ရုပ်အလောင်းနှစ်ခု M4 ကပိုင်းတလက်နဲ့ MA3 တလက် RPG တလက်အပါအဝင် အလောင်းလက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ Ryan Mo Aung Tin အမည်ရှိရဲ့ Facebook account တစ်ခုကလည်းအတေးကဒုက္ခပေးနေတဲ့ဆက်လက်ကိုမရခဲ့ပေမဲ့ဆက်လက်တမာ TV နဲ့ကြည်ရရခဲ့တယ်။ Sniper ပြတ်တဲ့ပြီးသူစစ်ညီလေးအစွမ်းပေါ့။ရေစင်ကုန်းဟာ၄ကီကော်တစ်ခုလုံးကိုစုမိုးထားတာအတေးကနေရပါ။တရင်ကောင်းတွေစက်တိုက်လာမယ်လို့ရေးသားဖော်ပြထားပါတယ်။လေကေကောဟာကရင်ပြည်နယ်မြားရီမြို့ရဲ့ကိုးမိုင်အကွာမှာရှိနေတဲ့မြို့တဲတစ်ခုဖြစ်ပြီး တမရော့စစ်ကြောင်းတွေကလက်ခတ်တောင်ကိုတင်ပိုင်းနိုင်ခဲ့ပြီးနောက်လေကိတ်ကော်ဘက်ကိုဆက်လက်နေမီရှင်လင်းနေချိန်မှာရေစက်ကုန်းကိုထပ်မံတင်ပိုင်းနိုင်ခဲ့ရဖြစ်ပါတယ်။တမရော့စစ်ကြောင်းတွေဟာစက်တင်ဘာလအတွင်းမှာ KNU အကြမ်းဖက်တောင်ကျန်သူတွေယာယီစုမိုးထားတဲ့ကော့ဂရိတ်တင်ကန်းနေနောက်မြောက်ဒီအာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့လက်ခတ်တောင်ကိုလည်းပြန်လည်တင်ပိုင်းနိုင်ခဲ့ပြီးနောက်မြဝတီလေကေကော်ဒေတာတွေမှာ နေမြေရှင်းလင်းမှုတွေစက်တိုက်လုံးဆောင်နေရဖြစ်ပါတယ်။တမရော့စစ်ကြောင်းတွေဟာစနစ်တကျပြင်ဆင်စုဖွဲ့ကကော့ဂရိတ်ကနေတင်ကန်ညီနောင်တိစစ်ကြောင်း၄ကြောင်းမြောက်ဒီမှာတင်ကန်ညီနောင်ကိုစစ်ကြောင်းတကြောင်းနဲ့စစ်ကြောင်းတွေခွဲက2025ခုနှစ်ဩဂုတ်လ20ရက်မှစတင်ပြီးတော့အကြမ်းဖက်ခြေမုံမှုစစ်စင်ရေးကိုဟန်ကျန်းညီစွာလုံဆောင်ခဲ့ပြီး KNU ဦးဆောင်တဲ့အကြမ်းဖက်သမားတွေကိုတဆင်ပြီးတဆင်လိုက်လံတိုက်ခိုက်ခြေမုံခဲ့ရ ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတို့ရဲ့အဓိကကုန်စည်စီစဉ်ရာ လမ်းမကြီးပေါ်မှာရှိရဲ့ဒီကော့ဂရိတ်တင်ငန်းနေနောင်ရောက်ဒီအာရှလမ်းမကြီးတလျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့လက်ခဲတောင်တို့ကိုလည်းစက်တင်ဘာလအတွင်းမှာသိမ်းပိုက်နိုင်ခဲ့ပါရဲ့ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့တရင်ချုပ်မီထုံပွဲတော်ကိုထိခိုက်အောင်လှုပ်ဆောင်မယ်ဆိုရင်ရော PDF အကြမ်းဖက်အဖွဲ့တွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်မယ်ဆိုတဲ့တဲ့င်ပဲဖြစ်ပါတယ် ။မကွေတိုင်းဒေသကြီးကန့်ကောမြို့ရောဒေသမှာကျင်းပါဖို့စီစဉ်ထားတယ်။တရင်ကျွတ်မီထွန်ပွဲတော်ကိုထိခိုက်အောင်လှုံ့ဆော်လာမယ်ဆိုရင်ရော PDF အဖွဲ့တွေကိုပြင်ပြင်းထန်ထန်တုံ့ပြန်မယ်လို့သိရပါတယ်။ကန့်ကောမြို့မှာတရင်ကျွတ်ကာလအတွင်းကျင်းပါဖို့စီစဉ်ထားတယ်။စတိတ်ရှိုးနဲ့ပဒေတာကဝဲကိုကန့်ကောမြို့မှာအခြေစိုက်လှုံ့ဆော်နေရဲ့ PDF အဖွဲ့တွေကထိခိုက်အောင်လှုံ့ဆော်မယ်ဆိုရင်ပြင်းပြင်းထန်ထန်တုံ့ပြန်ပွဲရှိနေတယ်လို့သိရပါတယ်။ ဘာမောင်အမေရဲ့ Facebook account တခုကတကယ်လို့အများပြည်သူတွေရဲ့တစ်နှစ်မှာတစ်ကြိမ်သာပျော်ရွှင်ခြင်းကိုထိခိုက်အောင်လှုပ်လာပါကမင်းတို့ရောပေါ်ခွေးပတက်တွေကို၎င်းမင်းတို့အခြေဆိုင်ရွာတွေကို၎င်းမင်းတို့စက်ကြီးကောက်နေရဲ့လောင်ကစားဝိုင်းတွေကို၎င်းမင်းတို့ကိုထောက်ခံပြီးစက်ကြီးပေးနေသူတွေကို၎င်းမြို့ပေါ်နေမင်းတို့ရဲ့အဆွေအမျိုးတွေကို၎င်းပြင်းပြင်းထန်ထန်တုံ့ပြန်ပါမယ်စစ်ကြောင်းလာတော့ထွက်ပြေးရဲ့ပြည်သူကိုကြချင်းချောက်တဲ့ရောပေါ်ခွေးပတက်တွေ မင်းတို့ဘလူးဆိုင်းတည်ရင်ဘလူးအကနဲ့ငါထွက်လာမယ်။ယောဒိတာမှာငါအမျိုးမရှိဘူး။ငါအိမ်မရှိဘူး။ငါ့ကိုဘလူးစိတ်ဝင်အောင်မလုပ်ကြနဲ့သဘောပေါက်။ဘောင်းမောင်ကပြောတယ်လို့လည်းလုပ်တယ်။လုပ်တယ်လို့လည်းပြောတယ်ဆိုပြီးတော့ရေးသားတတိပေးထားပါရဲ့။ယောဒိတာကိုအခြေပြုလှုပ်ရှားနေရဲ့ PDF အမိကန်အကျန်းဖက်လက်နဲ့ကန်အဖွဲတွေဟာကချင်းအကျန်းဖက်လက်နဲ့ကန်အဖွဲ KIA ရခိုင်အကျန်းဖက်လက်နဲ့ကန်အဖွဲ AA နဲ့ဆက်နွယ်မှုရှိနေရဲ့လက်နဲ့ကန်အဖွဲတွေဖြစ်ပြီး ရောဒေတာအခြေဆိုင်လက်နေကန်အဖွဲ့တွေကြားမှာလေအကွဲအပြဲတွေဖြစ်နေတယ်လို့သိရပါတယ်ရှင်။